တသမိမိတို့ရေမိချောင်းတွေကရေနေတတော်ဝကြီးတွေပါမိချောင်းတွေကမြစ်ချောင်းအင်းအိုင်စရဲ့ရေတွေထဲမှာနေထိုင်တတ်ကြတယ်သူတို့ကရေထဲမှာလှုပ်ရှားသွားလာဖို့တင့်တော်တဲ့ခန္ဓာကိုယ်ပုံစံလေးရှိကြတယ်မိချောင်းတွေကအသားစားတဲ့တတော်ဝတွေပါမိချောင်းတွေကငါကုန်းနေရေနေတတော်ဝတွေသူတို့ထက်သေးတဲ့တလေးဆန်တွေကိုစားတတ်ကြတယ်တဲ့သူတို့ကသားကောင်ကိုစောင့်ဆိုင်ပြီးလှည့်မြန်စွာဖမ်းယူတတ်တယ်တဲ့မိချောင်းတွေရဲ့ခန္ဓာကိုယ်ကကြီးမားပြီးအားကောင်းတယ် သူတို့မှာတံမာတဲ့ကြွက်သားတွေနဲ့ခြုံထက်ထက်သွားတွေလည်းရှိကြတယ်။မိเจ้าတွေကဥဥတက်ကြတယ်။သူတို့ကတဲတောင်မြင်မှာဥတွေဥပြီးဥကနေအကောင်လေးတွေပေါက်လာကြတယ်တဲ့။မိเจ้าတွေကကဘာတဝမ်းမှာနေထိုင်နိုင်ကြတယ်။အထူးသဖြင့်နှွေးထွေးတဲ့ယာတိဥတုရှိတဲ့ဒေသတွေမှာပေါက်ခွာနိုင်တယ်။သူတို့ကယာတိဥတုအမျိုးမျိုးကိုခံနိုင်ရှိတဲ့တိရစ္ဆာန်တွေဖြစ်ကြပါတယ်တဲ့။ကဲမိเจ้าတွေရဲ့မိကုံးလေးတွေဖြေရအောင်။မိเจ้าတွေက ာစားလဲ1အသားစားပါတယ်2အရွက်တွေစားပါတယ်3အသီးတွေစားပါတယ်ဟုတ်ပါတယ်မိချောင်းတွေကအသားစားတဲ့တတော်လေးဖြစ်ပါတယ်နောက်ထပ်အကောင်တွေကြောင်းလည်းထပ်ပြောပြပေးမယ်နော် C R A B crab တတမီမီတို့ကိုရေနေခနန်းအကောင်လေးတွေအကြောင်းကိုပြောပြမယ်နော်ရေနေခနန်းအကောင်လေးတွေကပင်လဲ မြစ်ချောင်းအင်းအိုင်စရရေထဲမှာနေထိုင်တတ်ကြရဲ့တဲ့သူတို့ကရေထဲမှာလှုပ်ရှားသွားလာဖို့တင့်တော်တဲ့ခန္ဓာကိုယ်ပုံစံနဲ့ရှိကြရဲ့တဲ့ရေနေခဏလေးတွေရဲ့ခန္ဓာကိုယ်ကိုအခွန်မာတွေနဲ့ဖုံးအုပ်ထားရဲ့တဲ့အဲ့ဒီအခွန်မာတွေကသူတို့ကိုအန္တရာယ်ပေးတဲ့အရာတွေကနေကာကွယ်ပေးနိုင်ပါရဲ့တဲ့ခဏလေးတွေကအစုံစားတဲ့တံတဝါလေးတွေပါအပင်တွေငါးတိတိလေးတွေရေညှိတွေပစုံတိတိလေးတွေကိုလည်းစားတတ်တယ် သူတို့ကရေထဲမှာနေပြီးရေထဲအစားအစာတွေကိုရှာဖွေစားတောက်တတ်ကြပါတယ်တဲ့။ကနန်းလေးတွေမှာခြေထောက်အများကြီးရှိတယ်။အနည်းဆုံးသူတို့ရဲ့ခြေထောက်က10ချောင်းလောက်ကိုရှိပါတယ်တဲ့။ဒီခြေထောက်လေးတွေကသူတို့ရေထဲမှာသွားလာဖို့အကူအညီပေးပါတယ်တဲ့။ရေနေကနန်းကောင်လေးတွေကတက်ရှိပဝန်းကျင်ကိုထိမ့်သိမ့်ပေးတဲ့အကောင်လေးတွေပဲဖြစ်ပါတယ်တဲ့။ကဲတာတာမီမီတို့ရေကနန်းလေးတွေရဲ့အကြောင်းကိုမိခုံးလေးတွေဖြည့်ကြည့်ရအောင်။ကနန်းလေးတွေရဲ့ခန္ဓာကိုယ်ကိုဗာနဲ့ဖောင်းထားလေ။တဲ့ အရေးပြနဲ့အမွေ၃အခွန်မဟုတ်ပါတယ်ခန္ဓာလေးတွေရဲ့ခန္ဓာကိုယ်ကိုအခွန်မနဲ့ဖုံးအုပ်ထားတာဖြစ်ပါတယ်နောက်ထပ်အကောင်လေးကြောင်းလည်းထပ်ပြောပြပေးမယ်နော် C O C K R O A C H cockroach မင်္ဂလာပါတတမီမီတို့ရေဒီနေ့တတမီမီတို့ကိုပြောပြမှာတော့ပိုးဟွက်အကြောင်းပဲဖြစ်ပါတယ်ပိုးဟွက်ကိုတတမီမီတို့အိမ်မှာတစ်ခါတလေတွေ့ရတယ်လိမ့်မယ် ပိုးဟက်တွေကညဘက်မှာပို့ပြီးလှုပ်ရှားတတ်ပါတယ်တဲ့ပိုးဟက်တွေကမှောင်တဲ့အချိန်ညဘက်မှာအစာရှာဖို့ထွက်လေရှိပြီးတော့နေကင်းဘက်တွေမှာတော့ချောင်ထဲမှာနေနေတတ်ပါတယ်တဲ့သူတို့ကမိဖို့ချောင်တွေရေချိုးကမ်းလိုနေရာတွေမှာအများဆုံးတွေ့ရတတ်ပါတယ်တဲ့ပိုးဟက်တွေကအစာအမျိုးမျိုးကိုစားနိုင်ကြတယ်တဲ့သူတို့ဟာထမင်းတွေတက်သီးတွေအဲ့လိုစားတဲ့အစာအစာတွေအပြင်ဆက်ကူတွေခြေထည်တွေနောက်ဆုံးလူရဲ့စပင်တွေကိုတော့စားနိုင်ပါတယ်တဲ့ပိုးဟက်တွေကညစ်ပတ်တဲ့နေရာတွေမှာသွားလာတာကြောင့် အလွယ်တကူယောဂပိုးရင်သူတို့စီကပြန့်နှံ့စေနိုင်ပါတယ်တဲ့။အိုဟတ်တွေကမြန်မြန်ပြေးနိုင်တယ်။သူတို့မှာခြေထောက်ခြောက်ချောင်းပါပြီးတော့မြန်မြန်ဆန်ဆန်ပြေးနိုင်တဲ့အတွက်လူတွေကသူတို့ကိုအလွယ်တကူဖမ်းဖို့ခတ်ပါတယ်တဲ့။သူတို့ခန္ဓာကိုယ်ဟာတန်မာပြီးတော့ခံနိုင်ရင်ရှိတယ်။သူတို့ဟာသူရဲ့ခန္ဓာကိုယ်ပြင်းပြထန်ထန်တန်ရရရင်အောင်တစ်ပတ်လောက်ထိအသက်ရှင်နိုင်ပါတယ်တဲ့။ဒါအပြင်ရေမရှိဘဲနဲ့လည်းတစ်ပတ်နေနိုင်တယ်။ အစာမရှိဘဲနဲ့လေတလားလောက်ထိနေနိုင်တဲ့ခန္ဓာရည်ရှိတဲ့သတ္တဝါတွေဖြစ်ပါလေတဲ့။ပိုဟတ်တွေကကမ္ဘာပေါ်မှာနှစ်သန်းပေါင်း300ခန့်ကရှိခဲ့တဲ့အင်ဆက်တွေဖြစ်တယ်။ဒိုင်နိုဆောတွေခေတ်ကတည်းကအရှင်သန်နိုင်ခဲ့တဲ့အင်ဆက်တမျိုးဖြစ်ပြီးသူတို့ဟာလွယ်လွယ်နဲ့တည်ဖို့ခက်ခဲပါတယ်တဲ့။သတိပြုဖို့အချက်တွေကပိုဟတ်တွေကပြန်လဲပြန်နိုင်တယ်။အဲဒါကြောင့်သူတို့တွေဟာယောဂပိုးမွားတွေကိုတည်ဆောင်နိုင်တဲ့အတွက်အနည်းငယ်ရှိတဲ့သတ္တဝါတွေမှာပါပါတယ်။ပိုဟတ်တွေကိုမြင်ရင်ကြောက်စရာတော့မလိုပေမဲ့အိမ်သန်ရှင် င်းကိုတော့ဂရုပြုပြီးလုပ်ရပါမယ်တဲ့။ဘာကြောင့်လဲဆိုတော့သူတို့ဟာယောဂပြန့်ပွားစေတဲ့အကောင်ကြီးဖြစ်လို့ပါတဲ့။ကဲတာတာမီမီတို့ပိုဟတ်တွေအကြောင်းသိပြီဆိုတော့မိကုံးလေးတွေဖြစ်ကြအောင်နော်။ပိုဟတ်တွေကဘယ်အချိန်မှအစာရှာထွက်လို့ရှိလဲ။တဲ့နေခင်ဘက်၊နေ့ညနေဘက်၊၃ညဘက်ဟုတ်ပါရဲ့ပိုဟတ်တရားညဘက်မှာပို့ပြီးတော့မြင်တွေ့ရပါတယ်။ဒါကြောင့်လဲဆိုတော့ညဘက်မှာအစာရှာထွက်လို့ပါတဲ့။ကဲနောက်ထပ်အကောင်လေးတွေကြောင်းစက်ပြီးနားထောင်ရအောင်နော်။ common house gecko တတမီမီတို့ကိုဒီနေ့တတမီမီတို့အိမ်မှာအမြဲတမ်းမြင်တွေ့နေကြအကောင်လေးအကြောင်းကိုပြောပြမယ်။ဘာကောင်လေးလဲဆိုတော့အိမ်မြောင်ပဲဖြစ်ပါတယ်။အိမ်မြောင်တွေကအိမ်ရဲ့နေရန်တွေမိချောင်းအောက်တွေပတင်းပေါက်တွေမှာနေထိုင်ကြလို့တတမီမီတို့အိမ်မှာမကြခဏတွေ့ရတာဖြစ်ပါတယ်တဲ့။သူတို့ကအလင်းရောင်ကိုကြိုက်နေတတ်တဲ့အတွက်ညဘက်မှာမိချောင်းသားမှာတွေ့ရတတ်ပါတယ်တဲ့။ ိမ်မြောင်လေးတွေကအင်းဆက်တွေကိုစားတယ်။ပိုးမွှားလေးတွေ၊ခြင်တွေ၊ရင်ကောင်တွေအဲ့ဒီတဲ့တွေကိုဖမ်းပြီးတော့စားတော့တဲ့။ဒါကြောင့်လူတွေအတွက်အကျိုးရှိပြီးတဘာဝပိုးမွားနှိမ်နေသမားလို့တော့မှာပဲသူတို့ခေါ်ကြရဲ့တဲ့။အိမ်ညောင်လေးတွေကအတန်ထွက်တယ်နော်။သသမီးတို့အိမ်မှာအိမ်ညောင်လေးတွေရဲ့အတန်ကိုကြားတတ်ကြတယ်မလား။အထူးသဖြင့်ညဘက်တွေမှာပုံပြီးကြားရတတ်တယ်လေ။အဲဒါအိမ်ညောင်လေးတွေကအတန်ကြဲကြဲထွက်နိုင်ပါလေတဲ့။ပြီးတော့အိမ်ညောင်လေးတွေရဲ့ထူးခြားချက်တစ်ခုကတော့သူတို့ရဲ့အမီးက ြတ်သွားပြီးရင်အဲ့ဒီအမိအတက်ကလေးပြန်ပြီးတော့ထွက်နိုင်ပါလေတဲ့သူတို့ရန်သူတွေကိုရှောင်ဖို့အတွက်သူတို့ရဲ့အမိကိုသူတို့ကိုယ်တိုင်ဖြတ်ချနိုင်ပြီးတော့အဲ့ဒီနေရာမှာပဲနောက်ထပ်အမိလေးတစ်ခုပြန်ပြီးအစ်စ်ထွက်လာပါတယ်တဲ့ဒါကတော့အိမ်မြောင်ရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်အိမ်မြောင်လေးတွေရဲ့ခြေပေါ်မှာအလွယ်တကူမျက်စိနဲ့မမြင်နိုင်တဲ့အမွှေးလေးတွေပါပါတယ်တဲ့အဲ့ဒီခြေထောက်မှာပါတဲ့အမွှေးလေးတွေကြောင့်သူတို့ကနေရန်ပေါ်မှာတွေ့ကပ်ပြီးတော့ပြေးလွှားနိုင်တာပဲဖြစ်ပါတယ်တဲ့မျက်နှာချက်ပေါ်မှာ ျောက်ပြီးသွားနိုင်တာအဲ့ဒီချက်ရောက်မှာပါတဲ့အမွှေးလေးတွေကြောင့်ဖြစ်ပါတယ်တဲ့အိမ်မြောင်လေးတွေကလူတွေကိုအနည်းငယ်မပေးပဲအကျိုးပြုတဲ့အကောင်လေးတွေဖြစ်လို့သူတို့ကိုမနှောက်ရှက်ဘဲနဲ့တဘာဝအတိုင်းနေခွင့်ပေးရမယ်နော်။အဲအိမ်မြောင်လေးတွေအကြောင်းသိပြီဆိုတော့မိခွန်းနေဖြစ်ကြရအောင်။အိမ်မြောင်လေးတွေကဘာကိုစားလဲ။တက်အရွက်နဲအသား၃အင်းဆက်ပူမွား ဟုတ်ပါတယ်။အင်းဆက်ပိုးမွားလေးတွေကအိမ်တော်လေးတွေကအင်းဆက်ပိုးမွားလေးတွေကိုစားပြီးလူတွေကိုအကျိုးပြုတဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။ကဲနောက်ထပ်အကောင်းလေးတွေကြောင်းဆန္ဒထောင်ရအောင်နော်။ Daniel Chias Manches မင်္ဂလာပါတာတာမိမိတို့ရေအခုတာတာမိမိတို့ကိုပြောပြမှာတော့ဓာခုတ်ကောင်အကြောင်းပဲဖြစ်ပါတယ်။ဓာခုတ်ကောင်ဆိုတာတသမိမိတို့ပတ်ဝန်းကျင်မှာပန်းချံတွေတပိန်တွေဥယျာဉ်တွေရှိနေတဲ့နေရာတွေမှာမြင်တွေ့ရတတ်တဲ့အစိမ်းရောင်အကောင်လေးမျိုးကိုပြောတာဖြစ်ပါတယ်။ ဓာခုတ်ကောင်တွေမှာဓာလို့ခြုံပြီးတော့ကောက်နေတဲ့ရှေ့ခြေထောက်တွေပါပါတယ်။အဲ့ဒီခြေထောက်တွေနဲ့သူတို့ကပိုးမွှားတွေကိုမြန်မြန်ဆန်ဆန်ဖမ်းယူစားတောင်းနိုင်ပါတယ်တဲ့။ တခြားအင်းဆက်တွေနဲ့မတူပဲဒါခုတ်ကောင်းတွေကသူတို့ရဲ့ဥကောင်းကို180ဒီဂရီအထိလက်ပတ်ကြည့်ရှုနိုင်ပါတယ်တဲ့။ဒါကြောင့်ရန်သူကိုအလွယ်တကူသတိထားမိပြီးတားကောင်ကိုလည်းအလွယ်တကူရှာဖွေနိုင်ပါတယ်တဲ့။ဒါခုတ်ကောင်းတွေမှာအယောင်ပြောင်းနိုင်စွမ်းရှိပါတယ်။တချို့ဒါခုတ်ကောင်းတွေဟာပတ်ဝန်းကျင်နဲ့လိုက်ပြီးတော့အစိမ်းရောင်အညိုရောင်စသဖြင့်အယောင်တွေပြောင်းနိုင်ပါတယ်တဲ့။ဒါဟာရန်သူကိုရှောင်ရန်နဲ့တားကောင်ကိုဖမ်းရန်အကူအညီဖြစ်စေပါတယ်တဲ့။ ာခောက်ကောင်အမတွေကသူတို့ဥရဥပြီဆိုလို့ရှိရင်ဥတွေကိုအမြုပ်လိုအိတ်ထဲမှာထည့်ပြီးတော့တစ်ကိုင်းတွေကြောက်တုံးတွေမှာတတ်ထားတတ်ပါတယ်တဲ့အဲ့ဒီဥလေးတွေကနေသားပေါက်လေးတွေအဖြစ်ထွက်လာပါတယ်တဲ့ဓာခောက်ကောင်တွေဟာဥရင်တွေအတွက်အကျိုးရှိပါတယ်သူတို့ဟာပိုးမွှားတွေကိုစားတောက်ပေးတာကြောင့်တဘာဝပိုးမွှားနှိမ်နေတဲ့မာလေးတွေဖြစ်ပါတယ် တတမမီတို့ပန်းချံတွေဥယျာဉ်တွေကိုသွားလည်ရင်းနဲ့အစိမ်းရောင်ဓာတ်ခုတ်ကောင်တွေကိုတွေ့လို့ရှိရင်မကိုင်းမဲနဲ့သူတို့ကိုလည်းမနှောက်ရှက်ဖဲနဲ့တဘာဝအတိုင်းလေးပဲဒီတိုင်းပဲကြည့်ရှုပေးနော်။ကဲခုဓာတ်ခုတ်ကောင်တွေအကြောင်းသိပြီဆိုတော့မိကုံးလေးတွေဖြည့်ကြည့်ရအောင်။ဓာတ်ခုတ်ကောင်ရဲ့အရာကဘာအရာလဲ။တက်အပြာရောင်။နှစ်အဝါရောင်။သုံးအစိမ်းရောင်။ဟုတ်ပါတယ်ဓာတ်ခုတ်ကောင်ရဲ့အရာကအစိမ်းရောင်ဖြစ်ပါ ်ကဲနောက်ထပ်အကောင်းလေးတွေကြောင်းဆန္ဒထောင်ရအောင်နော် SJRK shot တသားမိမိတို့ရေဒီနေ့တသားမိမိတို့ကိုပြောပြမယ့်အကောင်ကတော့တသားမိမိတို့အတွက်မစိမ့်တဲ့အကောင်လေးပါတသားမိမိတို့အရင်ကြိုက်တဲ့တချမ်းလေးတွေကအကောင်ဖြစ်ပါတယ်။ဘာကောင်လေးလဲဆိုတော့ငမန်းဖြစ်ပါတယ်။ငမန်းတွေကသမုတ်တရားထဲမှာနှစ်သန်းပေါင်း400ကျော်ကြာရှင်သန်ခဲ့တဲ့အလွန်ရှိကြတဲ့သတ္တဝါတွေဖြစ်ပါတယ်တဲ့။ဒိုင်နိုဆောတွေခေတ်ကလေးကငမန်းတွေကလည်းရှိခဲ့ပါတယ်တဲ့။ ငမန်းတွေမှာဆူးရှတဲ့အာယုံခံစွမ်းရည်ရှိပါတယ်။ငမန်းတွေကသွေးညင်နဲ့လိုင်းတပိုးနဲ့လျှက်စည်းလိုင်းတွေကိုခံစားနိုင်တဲ့အထူးအာယုံခံအင်္ဂါတွေရှိပါတယ်တဲ့။မိုင်ပေါင်းများစွာကရတဲ့သွေးညင်နံကိုတော့ရှာဖွေနိုင်ပါတယ်တဲ့။ငမန်းတွေမှာသွားရည်အများကြီးရှိတယ်။ဘလောက်တောင်မှသွားရည်များလဲဆိုရင်သူတို့မှာသွားပေါင်း3000ကျော်ပါဝင်ပြီးတော့ဂျိုးသွားရည်လည်းအဲ့ဒီသွားရည်ကအစ်စ်ပြန်ပေါက်တတ်ပါတယ်တဲ့။ နောက်ပြီးငမန်းတွေကအသေးဆုံးငမန်းကလက်မအနှင်းငယ်လောက်သာရှိတဲ့ငမန်းလေးဖြစ်ပြီးအကြီးဆုံးငမန်းရဲ့ size ကတော့ကျောင်းဘတ်စကားလောက်ကြီးထိရှိပါတယ်တဲ့။နောက်ပြီးငမန်းတွေကလူတွေကိုအနီးရပေးတယ်လို့လူတွေကထင်တတ်ကြပါပဲ။တကယ်တကယ်ငမန်းအမျိုးအစားအကောင်လုံးကလူတွေကိုအနီးရပေးတာမဟုတ်ပါဘူးတဲ့။ ငမန်းအမျိုးပေါင်း900ကျော်တဲ့က10မျိုးလောက်ကသာလူတွေအတွက်အန္တရာယ်ရှိတဲ့ငမန်းဖြစ်ပြီးကျန်းတဲ့ငမန်းတွေကတော့သူတို့တဘာဝအတိုင်း AACC ရေထဲမှာနေထိုင်ကြတဲ့ငမန်းတွေဖြစ်ပါတယ်တဲ့ငမန်းတွေဟာလည်းသမုတ်တရားရဲ့အရေးပါတဲ့အစိပ်ပိုင်းဖြစ်ပြီးဂေဟာစနစ်ကိုထိန်းညှိပေးတဲ့သူရဲကောင်းတွေပါတဲ့ကဲခုငမန်းတွေအကြောင်းပြောပြပေးပြီးဆိုတော့မိကုံးလေးတွေဖြည့်ချင်အောင်နော်ငမန်းတစ်ကောင်မှာသွားအရေအတွက်ဘယ်လောက်လောက်ပါလဲတဲ့အချောင်းရေ30ကျော်နဲ့ အချောင်းရည်300ကျော်3အချောင်းရည်3000ကျော်အချောင်းရည်3000ကျော်ဆိုရင်တော့မှန်ပါလေငမန်းတို့မှာသွားအချောင်းရည်3000ကျော်ပါဝင်ပါရင်နော်ကဲအခုငမန်းចောင်းတီးပြီဆိုတော့နောက်ထပ်အကောင်းလေးတစ်ချောင်းဆန္ဒထောင်းရအောင်နော်